ျွန်တော်တို့ကညမြန်နေဆိုရင်ကျွန်တော်တငယ်တငယ်ချင်းကရိုက်လာတော့ပေါ့အခုကျတော့နည်းနည်းယာဒူးနှိမ့်နေပြောရမလားမြင့်နေပြောရမလားအာဖေကန်းရောက်သွားတယ်ပြည်ရပွဲကြလို့ရှိရင်၈သိန်းနဲ့ဟုတ်ကဲ့တရားကြည့်ရလားဟင်းငါတငယ်ကြီးကနေဖေးဖြစ်လာပြီဆိုတော့ငါရင်စိတ်တွေရှော့မှရတော့မယ်ပမာဆုံးလုတ်တဲ့အခါမှာ तू ကခေါ်လိုက်တဲ့ daddy ဆိုတဲ့အတန်ကျွန်တော်နားထဲမှာလीအာတိုင်ဘူးလောင်းငါ daddy လားပေါ့ငါရုပ်ကြီးက daddy ဖြစ်သွားပြီလားပေါ့ တယ်စီးလာတဲ့ဖက်နက်ကဂွင်းကြုံဖက်နက်ကြီးအဲ့ဒီဂွင်းကြုံဖက်နက်ကလေငါ့မှာပေါက်ပေါက်နဲ့ပမာအင်းသားတရင်စီးတဲ့ဖက်နက်အဓိကကတော့ကျွန်တော်အဲဥဇော်ကိုကျေးဇူးတင်ပါမယ်နော်ဒါရိုက်တာကိုဇော်ကဟိုးအရင်ကကျွန်တော်နဲ့ရိုက်ခဲ့တာအခုနောက်ပိုင်းကျတော့ ਨੇ သူကကျွန်တော် ခဏခဏပေါ့ daily တွေခေါ်ရိုက်တယ်အဲ့လို daily တွေခေါ်ရိုက်တဲ့ဥဇော်ကိုကျွန်တော်တို့အရင်ဆုံးဒီကားထဲမှာပါဝင်ပေးတဲ့အတွက်ကျွန်တော်ကျေးဇူးတင်တိုက်ပါတယ်ဟာအဓိကတော့ဥဇော်ကလူရှင်တော်တွေကိုချစ်လို့ပေါ့အဲ့တော့သူကားမှာကြိလိုက်လို့ရှိရင်လူရှင်တော်တော်တော်များများတွေ့ရတယ်သိရမလားအဲ့ဒါခါကျတော့သူအနေနဲ့ဒီကာရက်တာတစ်ခုပေါ်လာပြီဟာသကာရက်တာတစ်ခုပေါ်လာပြီဆိုတော့ねသူကလူရှင်တော်တွေအဓိကအားဖြင့်ဦးစားပေးပြီးတော့ရိုက်တဲ့အတွက်ဥဇော်ကားမှာဆိုရင်တော့လူရှင်တော်တော်တော်များများတွေ့ရတယ်ကျန်တဲ့ဇလန်တွေတို့တခြားရုပ်ရှင်ကားတွေမှာတော့ အလူရှင်တော်တွေတရုတ်ဆောင်မဲ့ဟာသက်ကြရတာမှာသူဇပုဆိုင်ရည်ပါလာတာတွေနည်းနည်းတွေ့ရတော့ဒါကတော့ဟိုကိုအစီအမီရဲ့လူခေါ်တုံးတာပါပဲသိပ်ပြတနာတော့မရှိပါဘူး။ပြည်နာပွဲကြလို့ရှိရင်၈သိန်းနဲ့ပြီးစီးမယ်ဟုတ်ပြီလား။ဒီနောက်ပိုင်းတော့စန်းစာတာတက်လာတယ်ပြောရမယ်။အဲ့တော့ဒီရုပ်ရှင်ကားတွေဇက်တိုက်ဇက်တိုက်ပေါ့နော်ကျွန်တော်တော်တော်များများပါလာတယ်ဒါလည်းဥစော်ပါပဲဥစော်ခေါ်ရဲလို့ပါလာပါအဲ့ကဒီအရင်တော့ကတော့ကျွန်တော်တို့ကမြင်းမြန်းနေဆိုရင်ကျွန်တော်တငယ်ငယ်ချင်းကရိုက်လာတော့ပေါ့ ခုကျတော့နည်းနည်းယာရူးနှိမ့်နေပြောရမလားမြင့်နေပြောရမလားအာဖေကန်းရောက်သွားတယ်ဒါလည်းဖေပဲပြီးကနေကားတွေတော့လည်းဖေပဲအဲ့တော့အပြောင်းလဲလေးဟိုအဲ့တော့ကိုကပဲဟိုကိုဟိုတခါကျတော့တရားကြည့်ရလားဟင်းငါတငယ်ချင်းကနေဖေဖြစ်လာပြီဆိုတော့နိုင်စိတ်တွေရှော့မှရတော့မယ်တငယ်ချင်းကရိုက်တာဘဏ္ဍာနဲ့အကြာဖေကန်းဖြစ်သွားတယ်ဒါမြင်ရတဲ့သူတွေကျွန်တော်ဒီနေ့20အကြာလောက်ပြည့်လိမ့်မယ် အဲ့ဒါလွန်ခဲ့တဲ့ဟိုဗီဒီယိုခစ်ကလေးကအဲမြင်းမြတ်တို့နဲ့နေတို့နဲ့ကျွန်တော်တကယ်တကယ်ချင်းရိုက်လာခုလိုက်ကြကြဖေးကန်းဆိုတဲ့အခါကျပထမဆုံးကားမှာတအားဒုက္ခရောက်တာကျွန်တော်ကအဲ့အဲ့တော့ကျွန်တော်ချောင်းသာလာငွေဆောင်လာမသိဘူးအဲ့ပါဗျာဇလန်းတွေတခုမှသူကကျွန်တော်သူ့အဖေလှုပ်ခိုင်းတဲ့အခါမှာအဲ့ပထမဆုံးလှုပ်တဲ့အခါမှာသူကခေါ်လိုက်တဲ့ daddy ဆိုတဲ့အသံကျွန်တော်နားထဲမှာလေအာတိုင်ဘူးလောင်းငါ daddy လားဗောငါအယုတ်ကြီး daddy ဖြစ်သွားပြီလားဗောကျွန်တော်မင်းနဲ့ငါနဲ့ပြောခဲ့တာဗောဆိုတက်နိုင်ဦးလေဟုတ်လား ကျွန်တော်အသက်အရွယ်ရတော့ဘာလို့ဆိုမြင်းမြတ်အဖေပေါ့ဗျာအရင်တော့ကတော့တငယ်ချင်းပေါ့အဖေကကြားမှာဘယ်လောက်လောက်ကြာတိတ်တော့မကြာသေးဘူးအဲနှစ်လောက်ပဲရှိသေးတယ်ယူဆိုရင်ဘန်တာတော့ကျွန်တော်တို့ကလက်ခံပါတယ်တမ်းပြပါဘယ်လောက်လောက်ကြာလဲကျွန်တော်ရှင်အများကြီးတော့မကွာဘူးဗျာကျွန်တော်ရှင်လည်းအလွန်ဆုံးကွာ10နှစ်ဝန်းကျင်ပဲတင်တယ်အဲ့တော့ငငယ်တော့လည်းနူသေးတဲ့ခါကျသူတို့ကျွန်တော်နေတကယ်ချင်းရတယ်ကြီးလာတော့နည်းနည်းလေးတော်တော်လေးအဲ့ဆယ်နှစ်ကလည်းတော်တော်ကွာတယ်ဗျာ တော့များတယ်ဟုတ်မတူမျိုးကြီးဘာပြီးဒါလည်းကိုဖေးလို့ခေါ်မှာနည်းနည်းဆွန်းအားနေတယ်ကိုကလည်းသူ့အမအဲ့နဲ့နောက်3-5လောက်ကြတော့အစီပြေသွားပါလေဖေးဖေးနဲ့သားနဲ့အစီပြေသွားပြီနောက်လည်းကျွန်တော်ထင်ပါတယ်ကျွန်တော်လာ9တာနဲ့ဖေးဖေးနဲ့သားနဲ့အဲဒီကင်တာပဲပြတ်တော့မှာပဲကျွန်တော်မင်းမင်းသားနဲ့လက်တွဲပြီးအဲ့လိုမျိုးတရုတ်ဆောင်ဘူးလေဒါပေမဲ့သူ့ကိုချီးကျူးတာတကူက အဲသူကအပြင်မှာရောဥမာကျွန်တော်တို့ဒီတရုတ်ဆောင်အပြင်မှာပေါ့ကျွန်တော်တို့လူနေမှုဘဝတခုမှာလဲကျွန်တော်တို့ shooting သွားတာတို့ဒူနေဒူစားမှာလဲဆိုတော့မိသားစုဆန်တယ်ပြီးခါကျစင်းမော်ရောက်တဲ့အခါကျရင်ကိုပဲတော်ကီပဲနစ်နစ်ဘလူးပဲနစ်နစ်ပေါ့အဲ့ပေါ်မှာ तू ကဟိုသူကတိတ်ဟွာမဖြစ်ဘူးအစိတ်လည်းမဆိုးဘူးပေါ့ဗျာအဲ့ဒါကို तू ဝေးပေးနေဖေးမှပြီးလေဥမာအိုက်တာတွေဒီကအပြင်ဆွဲခေါ်တယ်ပေါ့ဗျာအတချို့ဆိုရင်အဲ့ဒီမှာအတိတ်ကလေးရောက်လာတဲ့အခါကျတော့တော်ကီနစ်တာကြီးကျွန်တော်နစ်ခဲ့ဘူးလေကျွတ်ချက်မျက်နှာပြက်တယ်မင်းသားမင်းသမီးတွေ မြင့်မြတ်ကအဲ့လိုမျိုးပုတ်ခွဲနေအာရရရငွေဒါရရအာဘာလို့စီမင်းရောအကိုကိုစီမင်းအေးစေးလို့အေးစေးလို့ရေးသားဦးမလားအာဒါမျိုးပုတ်အဲ့ကကြတော့သူနဲ့သူဆောင်ရတဲ့အတိုင်းကကျွန်တော်တို့မှာလွတ်လွတ်လပ်လပ်ဖြစ်ဖြစ်တယ်ချို့ဆိုရင်ကိုနဲ့တိတ်ပြီးတော့ဟိုမဖြစ်ဘူးဆိုရင်သူကမျက်နှာမာသွားပြီမင်းသားမသိမိတော့မျက်နှာမာသွားဟာဒီကတော့ငါမာလို့မရဘူးဆိုကျွန်တော်အတင်းကိုတိုကီယိုအတင်းနင်းကန်ချက်လိုက်တဲ့အခါမှာရုပ်လဲမပါတော့ဘူးအိုက်တာကိုရဲ့တရုတ်ဆောင်ချက်ကလည်းပါမတော့မြင့်မြတ်ကြအောင်လို့ဒါသာလေးပဲ ဘသူနဲ့ပဲကျွန်တော်နဲ့ပဲဖြစ်ဖြစ်တခြားတရုတ်ဆောင်နေနဲ့ပဲဖြစ်ဖြစ်သူအလုံးဝကိုစင်းပေါ်မှာစင်းပြီမှာမိသားစုကိုပုံဝင်လင်းနေတယ်အဲ့ဒါပြောစရာကောင်းတယ်ကျွန်တော်တော့လုံးဝအဲ့မိသားကိုတားချီးကျူးတယ်ဘာဖြစ်လို့လဲဆိုတော့ तू ကဟိုယောက်ျားပြည့်တဲ့ပုံများတယ်ပြည့်ယောက်ျားပြည့်တဲ့ပုံများအဲ့အတွက် तू ကကိုခိုင်မာတယ်ပေါ့ကျွန်တော်တို့လိုယောက်ျားတူကြီးတွေကခိုင်မာမိန်းကလေးလိုသိစိတ်မပြောင်း တော့ချောင်းလို့လာလို့အားပေးတာမျိုးလည်းမဟုတ်ဘူးဗျပြင်းပြက်ကိုသိယောက်ျားတူရဲ့ကိုသူရဲ့တဘာဝကြတော့ item တွေကိုကြိုက်လို့ကိုအားပေးတဲ့အတွက်ဒီနေ့အချိန်ထိမြင်မြတ်ဒီလုံးဝတနေ့ရတနေ့မှာအမြင်နဲ့ရက်တည်နေ